တငယ်ချင်းများအားလုံးမင်္ဂလာပါချင်းငံဇက်ဆုပြုတ်ကြကြတဲ့တငယ်ချင်းတွေတော့ကျွန်တော်ဒီနေ့ကြက်ချစ်တောက်ချင်းငံဇက်ဆုပြုတ်လေးလုပ်ပြတာပါတယ်လိုက်ပြီးတော့လှုပ်ရှားကြည့်ကြည့်ပါဦးနော်ဒါလေးတွေကတော့သူ့ရဲ့ပါဝင်ပစ္စည်းလေးတွေပဲဖြစ်ပါတယ်ကျွန်တော်အရင်သိဖြင်းထားတာပါဒီမှာစပြီးတော့ကျွန်တော်တို့ကြက်တာခဲတတော်ဘောနော်ကျွန်တော်ဒီမှာထည့်ပါမယ်ဒါကတော့တုံမြန်ကြက်တာခဲပါနော်ဒီမှာပေါပပပဆူလာပြီးဆိုလို့ရှိရင်ကျတော့နီးထဲပါမယ်ပြီးရင်စပလင်ထဲပါမယ်ဗဒဲကောနဲ့ရှောက်ဘလူးရွက်ကိုဒီမှာတခါလေးထဲပြီးတော့တပွက်စုတွေအထိပြုတ်ပစ်လိုက်ပါ ဒီမှာတပွဲစုလာပြီးဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာရေနဲ့တန်းစင်ပေးတာတာလေးတွေကိုဒီမှာထည့်ပြီးတော့ပြုတ်ပါမယ်ကြက်ချီတောက်လေးတွေနူးသွားတဲ့အထိဒီနေရာမှာပြုတ်ထားပေးလိုက်ပါနော်ကြက်ချီတောက်လေးတွေဒီနေရာမှာနူးလာလို့ရှိရင်ရပါပြီနော်ဒီမှာကျွန်တော်တို့စပြီးတော့ပြင်ဖို့အတွက်မကြီးမဲ့ထည့်ပါမယ်ငံပြာရေးဒီမှာထည့်ပါမယ်ငံပြာရေးကတော့၃ဇွန်၄ဇွန်လောက်ဒီမှာထည့်ပါနော်ငံပြာရေးဒီမှာထည့်ပြီးပြီဆိုလို့ရှိရင်အချို့မဟုတ်လေပါနော်အနှဲငယ်လေးပဲကျွန်တော်ဒီမှာထည့်ပါမယ်ပြီးရင်ငရုတ်ဒီဇိုင်းထောင်းနာတာလေးတွေကိုဒီမှာထည့်ပါမယ် ်ပြီးရင်တကြားဒီမှာအနေငယ်ထည့်ပါမယ်ပြီးတော့ချက်သွမ်မိတ်ဒီမှာထည့်ပါမယ်ပြီးရင်အစောကကျွန်တော်တို့ပြုတ်လာတဲ့ချက်ခြေတောင်းလေးတွေကိုဒီမှာပြန်ပြီးတော့ထည့်ပေးလိုက်ပါအရင်ကိုတောက်လို့ကောင်းပါတယ်နော်ချက်ခြေတောင်းမကြိုက်လို့ရှိလို့ရှိရင်တခြားအသားငါးနေတဲ့ဒီရဲ့နီလန်တွေတိုင်းပြုတ်ပေးပါနော်နောက်ဆုံးပုံမှာကျွန်တော်တို့အပေါ်ကနေချက်သွမ်မိတ်လေးဖြူပေးလိုက်ပါမယ်နော်ဒါဆိုလို့ရှိရင်အရင်ကို တောက်လို့ကောင်းတဲ့ချက်ချေတော့ချင်ငါဆက်စုပြုတ်လေးရပါပြီနော်တကယ်ကျင်းတော့လိုက်ပြီးတော့လောက်တော့ကြည့်ကြပါဦးနော်ကျွန်တော်ရဲ့ FPKK Facebook page မှာလည်းဟင်းချက်နေတွေတင်နာဖြစ်တဲ့အတွက်ဟင်းချက်စားခြင်းနဲ့တကယ်ကျင်းလေးလာရောက်လေ့လာလို့ရပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်နော်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဘိုင်ဘိုင်